လာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ2025ခုအောက်တိုဘာလ29ရက်နေ့အတွက်ဆာဝယ်ရှာရန်ဆောင်ရွက်ရမယ့်နှစ်ခတ်အချိန်အခါတွေကိုကျွန်မအင်တွင်မွန်နဲ့မတ်ရွှေယုံပြေတို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင် 2025ခုအောက်တိုဘာလ29ရက်နေ့တနင်္လာနေ့တင်းလာသတင်းများအပေါ်ပုံမူပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှက္ခတ်9ပါးနဲ့မိမိတို့ရဲ့ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှက္ခတ်ချင်းကကောင်းမြတ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။နနက်9:09မိနစ်မှနနက်9:29မိနစ်အတွင်းမှာတော့ဖုံးကန်ချင်းနေမယ်။ဂျန်နှက္ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်7:56မိနစ်မှာနေ့လယ်12:16မိနစ်အတွင်းမှာတော့စမ်းထအောင်မြင်ပြီးမြစ်တရီကန်ကောင်းမွန်မဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေလဲ3နာရီ44မိနစ်မှာညနေ4နာရီ5မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထိုထိပ်ရောက်ရှိအောင်မြင်မဲ့အတင်းပြနှက်ခတ်ကိန်းကြောက်တဲ့ချိန်မှာဖြစ်ပါရဲ့ရှင်နေလဲ3နာရီ34မိနစ်မှာနေလဲ3နာရီ54မိနစ်အတွင်းမှာတော့ရာဒူဩဇာနာကြီးမြင့်မဲ့ထီးဖြူနှက်ခကိန်းကြောက်တဲ့ချိန်မှာဖြစ်ပါရဲ့ရှင် နနံ၄နာရီ၄၆မိနစ်မှနနံ၅နာရီ၆မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းရကိစ္စရက်တွေကြိုးပြမယ်ဆင်ဖြူနက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်၃နာရီ၄၄မိနစ်မှညနေ၄နာရီ၄မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရနာထီကန်ဆန်းမှုကန်ကောင်းမှုစီမဲရဲနာနက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညာ၇နာရီ၄၆မိနစ်မှတနင်္ဂနွေနေ့ညသကောင်ကျော်ပြီးဒင်းလာနေအကူနနံ၇နာရီ၆မိနစ်အတွင်းမှာတော့သာသမီရနာထွန်းကားရရှိစီမဲတန်တေနက်ခက်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယအခန်းခဏနဲ့ င်းအဖြစ်တနင်္လာသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနှခနဲ့ပတ်သက်တဲ့နှခချိန်ခါတွေကိုတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နနက်9:14မိနစ်မှနနက်9:34မိနစ်တွင်မှာတော့ထိခိုက်သေးသေးပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့မရနာနှက်ခက်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်8:10မိနစ်မှနနက်8:28မိနစ်တွင်မှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တဲ့တောကနှက်ခက်ကင်ကြောက်ရတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်2:29မိနစ်မှနေ့လယ်2:49မိနစ်တွင်မှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကင်ကြရောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည9:48မိနစ်မှည10:08မိနစ်တွင်မှာတော့မိတ်ဆွေတင်ကားဟာဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကင်ကြရောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်2နာရီ28မိနစ်မှနနက်2နာရီ48မိနစ်အတွင်းမှာတော့အလုတ်စီပါထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကားနက်ခတ်ကင်ကြောက်ရတဲ့အချိန်ပဲဖြစ်ပါလေရှင်။ယခုဖော်ပြပေးခဲ့တဲ့နက်ခတ်ချိန်ခါရီဆိုရင်တော့တနင်္လာသားသမီးများပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နက်ခတ်ချိန်ခါရီပဲဖြစ်ပါလေရှင်။ဒီနက်ခတ်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးစရာကိုမှကိုယ်တိုင်အသေးစိတ်တွေ့ချက်ပေးထားတာပဲဖြစ်ပါလေရှင်။သမီးတို့ရဲ့ယနေ့နက်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြရတဲ့မိဘပြည်သူများအား